စစ်ကောင်စီတပ်က PSMS နီးစနစ်ကိုအသုံးပြုပြီးကီအန်ဒီကစစ်ကောင်စီအုပ်စိုးရဒေသကိုလာရောက်သူတွေရဲ့မှတ်ပုံတင်တွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးဖမ်းဆီးတာတွေပြုလုပ်နေကြပါတယ်။နေ့နေ့သတင်းပေးပို့ထားပါတယ်ရှင်။ကီအန်ဒီပြည်နယ်လွယ်ကော်မြို့ရဲပြန်ဝင်လာသူတွေနဲ့စစ်ကောင်စီတပ်စခန်းတွေဖျက်ဆီးသွားလာရသူတွေကိုမှတ်ပုံတင်တောင်းပြီးဆက်တဲထိုးစစ်ရင်းကနေဖမ်းဆီးခံရသူတွေရှိနေပါတယ်။ မေလ22ရက်နဲ့23ရက်နေ့တွေမှာဒီမော့ဆိုမြို့နယ်ထက်ကစစ်ကောင်စီတပ်စခန်းရှိရာကံ80နားကကြီးကြီးမှာတားဖား200ဆီယမတယောက်နဲ့လူငယ်တယောက်တို့ရဲ့မှတ်ပုံတင်ကို PSM စနစ်နဲ့စစ်ဆေးပြီးနောက်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။လုံချုံရေးရအတန်အစားထိုးဖတ်ထားပါဗျ။သူတို့ကနေရာတိုင်းမှာစစ်နေတာမှတ်ပုံတင်ထိုးစစ်လိုက်ရင် KB ဘာနာမီနဲ့ဖွင့်ထားတယ်ဆိုတာပေါ့တယ်။အဲ့ဒီအတွက်ခီးသွားပြီဆိုရင် KB ကိုမတုံးတော့ဘူး။ ဆီယမတယောက်လည်းဖမ်းမိတယ်ဒီလာထဲမှာပဲ PDSC ကိုလှူရဲဆိုတဲ့သဘောမျိုးနဲ့ဟိုတနေ့ကလည်းတာဖတ်နှစ်ယောက်ဖမ်းသွားတယ်အဲ့ဒါတွေကတော့ရဲစခန်းမှာပဲထားတယ်ကျန်တဲ့သူတွေကအပြင်မှာထားတာသူတို့စီကနေတည်င်းနိုင်နေတယ်လို့ပြောတယ်မတ်လလောက်ကနေစပြီးမြို့ပြကစစ်ကောင်စီစိုးမိုးရနေရဒေသတွေမှာ PSM စနစ်ကိုအသုံးပြုပြီးဖမ်းဆီးမှုတွေရှိနေတဲ့အပြင်တိုင်းရင်းသားဒေသတွေမှာလည်းအဲ့ဒီစနစ်ကိုအသုံးပြုပြီးဖမ်းဆီးတာတွေရှိနေတာပါ PSMS Person Scrutinizations and Monitoring System ဆိုတာဉာဏ်ရည်တုနည်းပညာ AI တွင်ပြင်မှတ်သားခြင်းနည်းပညာဗဟိုချုပ်ကိုင်မှု CCTV စောင့်ကြည့်ရေးနည်းပညာနဲ့နိုင်ငံသားတွေရဲ့ချက်လက်တွေကိုစုစည်းသိမ်းဆည်းထားတဲ့ National Database တို့စုပေါင်းအလုပ်လုပ်တဲ့စနစ်တစ်ခုလို့ဆိုနိုင်ပါတယ်။ပြည်နီမှာဖမ်းဆီးထားသူတွေကိုလွယ်ကော်ရဲစခန်းထဲမှာထိန်းသိမ်းထားပြီးတရင်ချက်လက်ရယူတာတွေလည်းရှိနေတယ်လို့သိရပါတယ်။အဓိကခီးသွားလိုက်ရအပြင်သွားလိုက်ရမှာအထူးဂရုစိုက်ဖို့ပေါ့နော်။တရကြလှရှားသူတွေအနေနဲ့ဆိုလို့ ို့ရှိရင်တော့ပို့ပြီးတော့အထူးပြုဆိုင်တင်ပါတယ်နာမည်စီးရင်နေပါနေရမျိုးပြီးအာတို့ဒီထုတ်ပြန်ထားတဲ့စီးရင်တွေထဲမှာပါနေရမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါရီအပြင်ဒေါ်လာရေးအတွက်ပဲဖြစ်ဖြစ်လူရမ်းမှုတွေပြုလုပ်တဲ့အခါတွေဆိုလို့ရှိရင်လည်း mobile banking တွေကနေပြီးတော့ငွေကြေးလွှဲပြောင်းမှုပြုလုပ်တာတွေဆိုလို့ရှိရင်လည်းအထူးပြုဆိုင်ဖို့လိုတယ်ပေါ့နော်ပြည်တွင်းပြည်ပသွားလာလှုပ်ရှားတဲ့နေရာမှာဆိုရင်လည်း hotel တွေတဲခူတာအစတိုးတိုးတိတ်တိတ်နဲ့သွားလာလှုပ်ရှားနိုင်လဲဆိုရင်တော့အကောင်းဆုံးပဲ social media တွေကနေလည်းစောင့်ကြည့်လေ့လာမှုတွေရှိနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့လူမှုကွန်ရက် social media တွေပေါ်မှာ သုံးနေဆိုလို့ရှိရင်တကြလို့ရှာမှုပြုလုပ်တယ်ဆိုလို့ရှိရင်တနိုင်သမျှနာမည်အရင်းနဲ့မသုံးဘူးပေါ့နော်အာမဖြစ်မနေနာမည်အရင်းနဲ့သုံးဆွဲပြီးလုပ်ရှာမှုတွေပြုလုပ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းလုံခြုံရေးနဲ့ပတ်သက်တဲ့အာဒီလုံဆောင်ချက်တွေကိုအထူးဂရုစိုက်ပြီးတော့သတိပြုသုံးဆွဲဖို့လုံခြုံရေး setting တွေချိန်ကြီးထားဖို့ပြီးတော့ကိုယ်ရေးကိုယ်တော်ချက်လက်ကာကွယ်ရေးနည်းစနစ်တွေကိုသေချာလေးဆောင်ရွက်ထားပြီးမှသုံးဆွဲဖို့ဒါတွေပြုလုပ်ဖို့အကြံပြုချင်ပါတယ် ကင်းဒီမှာလဲမက်ရှလာလောက်ကလေးကနေဖန်းစီခင်ရသူတွေရှိနေပေမဲ့အင်တာနက်အခက်အခဲလန်ခီးခက်ခဲတွေကြောင့်အရေးအတွက်တိကျတိရဖို့ကိုတော့ဆက်လက်စုံစမ်းနေပါတယ်စစ်တပ်ကမြန်မာနိုင်ငံအနှံ့ပြားမှာမက်ရှလာကနေမေလအတွင်း PSM စနစ်ကိုအသုံးပြုပြီးဖန်းစီထိမ့်သိမ်းထားသူ1600ကျော်တိရှိနေပြီလို့စစ်တပ်ဝါဒဖြန့်မီဒီယာတို့ကဖော်ပြထားပါတယ်ဒီမှာနင်းနေပါ